က်ဆိုင်ရာကဝင်ဖမ်းမယ်ဆိုတဲ့သတင်းကြောင့်အသက်လွပြီးထွက်ပြေးနေရတဲ့မြဝတီကကြားဖြတ်မြောင်းပြည်သက်မြလုံးမဲမင်္ဂလာပေါင်းဗမစ် Daily News ကနေကြေဆွလိုက်ပါတယ်လူအများရဲ့ချွေးနှဲစာနဲ့ရှင်းတန်းနေကြတဲ့အကြဖြန့်တွေရဲ့နေဝင်ချိန်ကတော့ရောက်လာခဲ့ပါပြီအော်တိုဘန်လ19ရက်နေ့မှာကရင်ပြည်နယ်မြဝတီမြို့မှာရှိတဲ့ KK Park အတွင်းရှိကြားဖြန့်တွေကိုဖမ်းဆီးမယ်ဆိုတဲ့သတင်းကထွက်ပေါ်လာခဲ့တာကြောင့် ကြားဖြတ်အလုပ်ဆိုင်ထဲကမြန်မာနိုင်ငံသားတွေနဲ့အခြားနိုင်ငံသားတွေအပါအဝင်လူအများပြားထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ကြားဖြတ်ဆိုတာကတော့လူအများရဲ့ငွေတွေကိုနှီးမြှုပ်ဆုံနဲ့လိမ့်လည်ပြီးတော့ယူနေကြကဒီလုပ်ငန်းကလည်းခြေပြန့်လာပါတယ်။လူမှုအလှအသီးသီးကိုပြစ်မှတ်ထားတဲ့ကြားဖြတ်လုပ်ငန်းတွေအကြောင်းတချို့တွေမှာတော့ဘဝပြတ်တဲ့အထိကိုဆုံးရှုံးသွားခဲ့ကြတာပါ။သက်ဆိုင်ရာကအော်တိုဘားလ19ရက်မှာမြောက်ရီ KK Park အတွင်းကနေရာတချို့ကိုဝင်ဖမ်းလိုက်တာကြောင့်ငွေလင်ရမအသုံးပြုတဲ့ပစ္စည်းတွေနဲ့ Starlink Internet ဆက်တွေကိုသိမ်းဆည်းမိကြပါတယ် ဒီလုံငန်းမှာအလုံလုံးနေကြတဲ့အလုံသမားတွေလုံချုံရဲ့ဝန်ထမ်းအဖွဲ့ဝင်လူပေါင်း2000ကျော်ကိုဖမ်းဆီးထားရလို့လဲဆိုပါတယ်။မြဝတီက KK Park မှာကြားဖြတ်လုပ်ငန်းတွေကိုအဓိကထားပြီးလုပ်ကိုင်နေကြတာရှိရင်သူများတွေရဲ့ငွေတွေကိုနှုတ်ဖြားလေးနဲ့လိန်ကြတဲ့သူတွေကအခုတော့ထိုင်းဘက်ကိုထွက်ပြေးနေကြပါတယ်။အခြားသူတွေကိုတော့ငွေရအောင်နှီးအမျိုးမျိုးနဲ့သုံးခဲ့ကြတဲ့သူတွေကဒီတစ်ခါမှတော့အိတ်လေးတွေကိုဆွဲပြီးပြေးနေကြတာပေါ့။ KK Park ဝင်အတွင်ကျန်ရှိနေတဲ့အဆောင်အုံတွေကိုလည်းဝင်ရောက်စီးနှင်းမယ်ဆိုတဲ့သတင်းတွေကြောင့် တရုတ်လူမျိုးတွေအပါအဝင်နိုင်ငံသားတွေနဲ့လူအများပြားအစုလိုက်အပြုံလိုက်ထွက်ခွာနေကြတာပါထွက်ပြေးလာတဲ့သူတွေအထက်မှာထိုင်းနိုင်ငံသားတွေကိုထိုင်းဘက်ခြမ်းကနေပြန်လည်လက်ခံနေကတရုတ်နိုင်ငံသားတွေကိုတော့ကားတွေနဲ့တဲကနေရာရှိပြောင်းမှုတွေလှုပ်ဆောင်နေပါတယ် ိုင်းလူမျိုး150ကျော်ကတော့ထိုင်းဘက်ကိုပြန်သွားပြီးရှင်ကြဖြန့်လုံများမှာအလုံးလုံးနေကြတဲ့ပြည်ရင်းကမြန်မာနိုင်ငံသားတွေကတော့မြဝတီနဲ့ရွှေကုတ်ကိုဘက်ကိုသွားဖို့ကြိုးစားနေကြရလို့ဆိုပါတယ်။တဆန်ရကဝင်ဖမ်းမယ်ဆိုတာကြောင့်ကြဖြန့်လုံများမဟုတ်ဘဲခေခေဖက်ကအတွင်းမှာအချမ်းလုံငန်းလုပ်သူတွေကလည်းကြောက်လန့်ပြီးထွက်ပြေးကြတာပါ။ကြဖြန့်မှာလောက်ကန်နေတဲ့မြန်မာတွေကိုထိုင်းဘက်ကပြေးမဝင်လို့မြဝတီနဲ့ရွှေကုတ်ကိုဘက်ကိုပဲသွားနေရပါတယ်။တဆန်ရကမြဝတီမြို့နယ်အတွင်းမှာရှိတဲ့ KK Park ကိုစီးနှင်းခဲ့ရကနေဆောက်လုပ်ပြီးအဆောင်အုံတစ်ထပ်တိုက်ဆဲလုံး တထတ်တိုက်အလုံး100၊လေးတက်တိုက်အလုံး20၊ငါးတက်တိုက်နှလုံး၊တထတ်တိုက်ဈေးဆိုင်ကံအလုံး20အပြင် ခြားအဆောင်တွေကိုလည်းတင်စီရရှိတယ်လို့ဆိုပါတယ်။အလုံသမားတွေကိုလည်းဖမ်းမိခဲ့ပြီးမြန်မာနိုင်ငံမှာကြားဖြတ်နေကိုစတင်ပြီးနှိမ်နင်းနေပါပြီရှင်။မြန်မာပြည်ဘက်ကနေထွက်ပြေးလာတဲ့ကြားဖြတ်လုံသားတချို့ကတော့ထိုင်းဘက်ကိုရောက်သွားခဲ့ရဲ့ရှင်။သူတို့ရဲ့အိတ်တွေထဲမှာတော့ငွေတွေအပြည့်အဝပါဝင်ပြီးဒီလုပ်ငန်းမှာလစာကောင်းကောင်းပေးထားချောင်းကိုလည်းသိနိုင်ပါတယ်။ဒီနှစ်တည်းအတွက်အတွက်မှာတော့ကြားဖြတ်လုပ်ငန်းတွေအကြောင်းမြန်မာနိုင်ငံအတွင်းမှာငွေချေးလိမ်လည်ခံရသူတွေများလာခဲ့တာပေါ့။အယောင်ဆောင်လိမ်လည်မှုတွေအဖြစ်နေမျိုးစုံနဲ့နေပယ်ပေါင်းစုံကနေဝင်ရောက်လာခဲ့ကြပါတယ်။သူတို့ဘာရဲ့ချွေးနှဲစာကိုလိမ်လည်ယူတဲ့ဒီလုပ်ငန်းကို ကိုယ်တိုင်မသိလိုက်ဖဲအလုံးလုံးမိနေသူတွေလည်းရှိနေတာပါ ကြားဖြတ်လုပ်ငန်းတွေက KK Park မှာအများအပြားရှိနေကောင်းမြန်မာပြည်တွင်းအပြင်ထိုင်းနဲ့တရုတ်ပြည်သူတွေထံကနေလည်းလိမ်လည်မှုတွေရှိနေပါတယ်။နိုင်ငံတကာမှာကြားဖြတ်ကိစ္စတွေကိုအရေးပေးပြီးပြောလာတဲ့နောက်မှာတော့သက်ဆိုင်ရာကနေဝန်ဖမ်းလိုက်ကြတာဖြစ်ပြီးဒီလုပ်ငန်းကတကယ်ပဲကွယ်ပြားသွားမလားဆိုတာကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်။ကြားဖြတ်လုပ်ငန်းတွေကိုဘလို့နည်းနဲ့ပြောက်ကွယ်သောင်းနှိမ်နှင်းနိုင်မလဲဆိုတာအမြင်လေးတွေကိုဖျက်ပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးပြည်ရင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။